ဆာလီဘာကို9နှစ်သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုနိုင်တော့မဲ့အာဆင်နယ်ဘောလုံးကျသူများအတွက်ကျွန်မရဲ့ဝမ်းမြောက်ချက်နဲ့ပြောင်းနေကြတာပါနမဲကျော်ဘောလုံးသတင်းနောက်ဒေးဗင်အွန်စတန်ရဲ့ဖော်ပြချက်အရအာဆနယ်သင်းရဲ့ဗဟိုနောက်ခံလူဝီလီယံဆာလီဘာကကလပ်သင်းနဲ့9နှစ်သက်တမ်းတိုးစာချုပ်သစ်ချုပ်ဆိုဖို့သဘောတူညီလိုက်ပြီးဖြစ်ကြောင်းသိရပါဗျ။အသက်24နှစ်အရွယ်ပြင်သစ်ကစားသမားရဲ့စာချုပ်သစ်ကိုလာမယ့်ရက်ပိုင်းတွင်တရားဝင်လက်မှတ်ရေးထိုးသွားဖို့ရှိနေပါဗျ။ ်ဒီသမောတူညီမှုကအာဆင်နယ်သင်းတွက်အလွန်ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပြီးအသင်းရဲ့အရေးကြီးဆုံးကစားသမားတူကိုရေရှည်ဆက်လက်ပြီးတော့ထိန်းသိမ်းထားနိုင်တော့မှာဖြစ်ပါတယ်ဆာလီဘာကအာဆင်နယ်သင်းရဲ့ခန်းစစ်ပိုင်းမှာအမာကန်ကြောက်ဆောင်တူဖြစ်ပြီးပြီးခဲ့တဲ့ရာသီနှစ်ခုဆက်တိုက်ပရီးမီးယားလိရဲ့အကောင်းဆုံးခန်းစစ်မှတ်တမ်းကိုပိုင်ဆိုင်အောင်လို့ကူညီပေးနိုင်ခဲ့တဲ့သူဖြစ်ပါတယ် သူဟာနီးပြမီကေအာဒီတိုင်ယုံကြည်မှုကိုအပြည့်အဝရရှိထားပြီးဘီကန်ရယာသည်နှစ်ခုလုံးမှာအသင်းရဲ့တခြားကစားသမားတွေအားလုံးထက်ပရီးမီးယားလိပွဲကစားချိန်အများဆုံးပါဝင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။သူရဲ့ခွန်အားအမြင်ပေါ်အသာစီရမှုနဲ့အလွန်လင်မြန်တဲ့ပြေးနှုံးတွေကသူ့အထူးခြားပြောင်မြောက်စေတဲ့အချက်တွေပါ။2022-23ရာသီကအာဆင်နယ်ရဲ့ချန်ပီယံဆုမျှော်လင့်ချက်ကသူတန်ရာရသွားပြီးတဲ့နောက်မှာချက်ချင်းဆုတလို့ရိုင်းနဲ့သွားခဲ့ခြင်းကအသင်းထွက်သူဘလောက်အရေးပါကြောင်းကိုသက်သေပြနေပါဗျာ။ တုံးတက်သူအများပြားကစာလီပါကိုအတင်းရဲ့ခန်းဆင်းမှာတာမကအတင်းတစ်တင်းလုံးမှာပါလုံးဝကိုအရေးကြီးဆုံးကစားသမားဖြစ်သတ်မှတ်ထားကြပါရစေ။စာလီပါရဲ့လက်ရှိစာချုပ်က2029ခုနှစ်မှာကုန်ဆုံးတော့မှာဖြစ်ပြီးနောက်ထပ်နှစ်နဲ့တက်တန်းနဲ့ဝင်ရောက်လာပြီးဖြစ်တာကြောင့် Real Madrid လိုထိပ်တန်းအသင်းကြီးတွေကသူ့အလေးနဲ့စိတ်ဝင်စားနေကြတာဖြစ်ပါရစေ။ဒါမဲ့စာလီပါကိုယ်တိုင်ကအာဆင်နယ်မှာပျော်ရွှင်ကြောင်းနဲ့လန်ဒန်မြောက်ပိုင်းကလပ်နဲ့အတူစူပလားတွေရယူခြင်းကြောင့်အစောပိုင်းကတည်းကထုတ်ပေါ်ပြောကြားထားခဲ့ပါရစေ။ အခုကမှတော့အာဆင်နယ်ရဲ့အားကစားဒါရိုက်တာဘာတာနဲ့တာဝန်ရှိသူတွေကဒီစာချုပ်သစ်ကိစ္စကိုပွဲစုခြင်းမရှိဘဲစကြုံမှုမှုအပြီးသတ်နိုင်ခဲ့တာဖြစ်လို့ကြီးမားတဲ့ချီးကျူးမှုကိုရရှိနေကြပါတယ်ဒီစာချုပ်တဲ့ကစာလီပါကိုအသိရဲ့လားစာအများဆုံးနောက်ခံလို့ဖြစ်ဆက်လက်ရည်တည်စေမှာဖြစ်ပါတယ် မကြသေးမီလာများတွင်မှအသင်းမော်ဂါဘရီယယ်လီယန်ဒရိုထရဆာနှင့်လူငယ်ကစားသမားလေးတွေဖြစ်တဲ့အီသန်နွမ်နရီလူးဝစ်ကယ်လီတို့လည်းစာချုပ်သစ်တွေချုပ်ဆိုထားခဲ့ပြီးဖြစ်တာကြောင့်ဒါကအာဆင်နယ်နာဂတ်အတွက်ခိုင်မာတဲ့အုတ်မြစ်တစ်ခုကိုချမှတ်လိုက်ခြင်းပဲဖြစ်ပါတယ်။အာဆင်နယ်ပရိသတ်တွေအနေနဲ့ကတော့သူတို့ရဲ့ကြဝင်နောက်ခံလူကအသင်းကိုအပြေးဝဂရီကဝတ်ပြုထားပြီးဖြစ်ကြောင်းသိရှိရပြီးလာမယ့်နှစ်ပေါင်းများစွာတိုင်အောင် Emirates ကွင်ကြီးမှာသူရဲ့ပြောင်ပြောင်တဲ့အခြေစွမ်းတွေကိုဆက်လက်ကြည့်ရှုခန်းစားသွားရမှာဖြစ်ပါတယ်။